ေကောင်းစေကောင်းနဲ့ပတ်သက်ပြီးတော့တခါတော့သာဝတ္တနိကေသုတ်တံတစ်ခုမှာရှင်အနန္ဒမထေရကစဉ်းစားကြည့်တာသူဘာသူစဉ်းစားလားရှင်အနန္ဒစဉ်းစားပုံကလောကလူတွေစဉ်းစားပုံနဲ့သွားတူတယ်လောကလူတွေစဉ်းစားတာဘလို့စဉ်းစားတော့ဆိုလို့ရှင်အေး ဆရာသမားကလည်းသင်တာပဲဒါပေမဲ့ငါကိုယ်တိုင်ကလည်းကြိုးစားတယ်အဲ့တော့ဆရာသမားရဲ့အထောက်ပံ့က90ရာခိုင်နှုန်းငါကိုယ်တိုင်ကြိုးစားတာက90ရာခိုင်နှုန်းငါရဲ့အောင်မြင်ကြီးပွားမှုဟာဆရာနဲ့ငါ50 50ပဲလို့ဒီလိုပြောကြတယ်မပြောဘူးလားဒီလိုပြောလို့ရှိကြတယ်เนาะရှင်တဏ္ဍာလည်းအဲ့လိုတွေးတယ်တခါတော့ ရှင်အနန္ဒာဒီလိုတွေးတာလောကလူသားတွေတွေးပုံနဲ့သွားတူတယ်သူဘယ်လိုလျှောက်တုံဆိုမြတ်စွာဘုရားအရှင်ဘုရားတဲ့ဟောဒီဗြမစရိယမြတ်တော်အချင်းချင်းဖို့သာသနာတော်ကြီးနဲ့ကြုံတွေ့ပြီးမြတ်တော်အချင်းချင်းနိုင်ဖို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတဲ့ကိစ္စမှာတဲ့ ကလျာဏမိတ်တမိကောင်းဆွေကောင်းဟာတဝက်လောက်အကျိုးပြုပါတယ်လို့ဘုရားဟောတယ်ဖြစ်ပြီပဲသူကနော်ရာခိုင်နှုန်းအပြည့်မဟုတ်ဘူးရာခိုင်နှုန်း90သူကတွေးတယ်လေဆရာသမားတွေကသင်ပေးတာရာခိုင်နှုန်း90ငါကိုယ်တိုင်ကြိုးစားတာက90လို့ဒီလိုတွေးတာပဲဒါကလောကလူသားတွေတွေးတဲ့အတွေးပဲရှန်နနာအဲ့လိုလျှောက်တော့မြတ်စွာဘုရားက တောက်လျှောက်မိတ်နဲ့အာနန္ဒာအဲ့လိုမပြောနဲ့မင်းပြောတာမမှန်ဘူးတဲ့မဟုတ်ဘူးတဲ့မြတ်တော်အရှင်ကျင့်ပြီးတော့ထူးခြားတဲ့တရားဓမ္မကိုရတယ်ဆိုတဲ့ဟာတဲ့ရာခိုင်နှုန်းတရားအပြစ်မိကောင်းဆွေကောင်းရဲ့အကျိုးပြုမှုပဲအဲ့ဆိုဘုရားကမိကောင်းဆွေကောင်းဘလို့အရေးကြီးတယ်ဆိုတာအဲ့ဒီတုတ်တံမှာရာခိုင်နှုန်းအပြစ်100%ဒီလိုပြောတာเนาะ 100%အကျိုးပြုတယ်။မြတ်စွာဘုရားကဘာထောက်ထားပြတော့ဆိုလို့ရှိရင်ကဲမင်းတို့စဉ်းစားကြည့်တဲ့အာနန္ဒာငါဖျားမပွင့်ဘူးဆိုလို့ရှိရင်ခုလိုတရားတွေသိခွင့်ရပါမလားတဲ့။ဟောဖျားပွင့်ပြီးတော့တရားဟောလို့ဒါတွေသိရတာဆိုတော့အားလုံးဟာဒီသိရတဲ့အတိတွေဟာအကုန်လုံးဖျားပေါ်မှာ100%ဒီလိုဆိုလိုတာနော်။ ရှင်သာရိပုတ္တရာမထေရကလည်းကြည့်သူကိုယ်တိုင်လိုက်ရှာနာပဲမတရားတရားကိုလောကမှာတော်တော်ချမ်းသာတဲ့လူတယောက်ပဲတထေသားတယောက်ပဲသို့သောမိကောင်းဆွေကောင်းကိုရှာမတွေ့နိုင်တဲ့အတွက်ကြောင့်အမတ္တဆိုတဲ့တရားကိုရှာတာရှာလို့မတွေ့ဘူးရှင်အတ္တစီနဲ့တွေ့တဲ့အခါကျတော့မှသူအမတ္တတရားကိုတွေ့တယ်ဆို100%ရှင်အတ္တစီရဲ့အကျိုးပြည့်မှုပဲပေါ့ အကံ၍ရှင်အတ္တစီမပါဘူးဆိုလို့ရှင်လုံးဝမသိနိုင်ဘူးပေါ့အဲ့တော့မြတ်စွာဘုရားကရာခိုင်နှုန်းအပြည့်အကျိုးပြုတယ်လို့ရှင်အာနန္ဒာကိုဒီလိုပဲဟောတယ်